အဲဒီတစ်ခေါက်ကတော့လောင်ဝံကျမ်းမာရေးနဲ့ပတ်သက်တဲ့အထဲမှာကိုယ့်ရဲ့စိတ်နဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့လူတွေကဟိုကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်လို့အခက်ခဲဆိုတာဘဝမှာတယောက်နဲ့တယောက်မတူရှိကြရဲပေါ့နော်တချို့ကပြင်းအားပိုပြီးတော့များတယ်တချို့ကလွယ်လွယ်ကူကူကြော်ဖြတ်နိုင်တဲ့အခက်ခဲဆိုတာရှိတယ်ပေါ့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကအမြင်နဲ့ဟိုကောင်းနေတာမျိုးမဟုတ်ဘူးပေါ့နော်အပြောင်းလဲတွေအမြင်ဖြစ်နေတဲ့ခါကျတော့ဒီအပြောင်းလဲတွေကိုကိုကဖြစ်တဲ့ခါမှာပြန်ပြီးတော့ကိုယ့်ရဲ့စိတ်ကလေးအေးချမ်းဖို့ဆိုတာအမြင်လောက်ရအရာလိုပဲပေါ့နော်နောက်တစ်နေ့တစ်နေ့ရေးပြန်ချိုးရတယ်ပဲပေါ့ဒီနေ့ရေးချိုးလိုက်လို့စိတ်ကခန္ဓာကိုယ်ကတန့်သွားတယ်ဒါပေမဲ့နောက်နေ့တွေမှာပြန်ပြီးတော့ရေးချိုးရတာ ဲဒီသဘောပဲစိတ်ကလည်းကြုံတွေ့ရတဲ့ခက်ခဲတွေများရဆိုပေမဲ့တောင်းတော့ပြန်ပြန်ပြီးတော့ဟိုတန့်ရှင်းအောင်အေးမြအောင်ပြန်စေးကြောရတာပေါ့နော်ဆိုတော့အဲကိုရဲ့စိတ်ကိုဘယ်လိုမျိုးအခြေအနေမှာတွေ့ခဲ့သည်ဖြစ်စေပြန်လှည့်ပြီးတော့ဟိုကိုစိတ်ပြန်ကောင်းလာဖို့ထူထောင်နိုင်ဖို့အတွက်ဘယ်လိုမျိုး tips လေးတွေနဲ့အဲကိုရဲ့ positive vibe တွေကိုရဲ့အေးချမ်းမှုတွေပြန်ရှာအောင်လဲဆိုတာလေးအချင်းချင်း sharing လုပ်ပါပါမာဟုတ်ကဲ့ပါညီမလေးဟုတ်တယ်။ကျန်းကကိစ္စတွေနဲ့စိတ်ပင်ပန်းတဲ့အခါမပျော်တဲ့အခါမျိုးမှာအဲ့ဒါကိုကိုယ်တိုင်ပဲကုစားရမှာနော်ဆိုတော့ လောင်ဝဆရာ tips လေးနားထောင်ကြည့်ပါမယ်အဲ့တော့ဒီလောင်ဝအဓိကဦးစားပေးပြီးတော့ပြောချင်တာကတော့ဟိုကိုယ့်ရဲ့စိတ်နဲ့ပတ်သက်ပြီးအခက်အခဲတွေ့ခဲ့ရတဲ့သူတွေပေါ့နော်ဟိုတောင်းတောင်း stress တွေအကြောင်းလောင်ဝကဒီလိုပဲပျောက်သွားတာပဲကိုကြိုက်တာကြီးစားလိုက်တယ်နောက်ကိုချစ်တဲ့သူတွေနဲ့တွေ့လိုက်တတ်တာပေါ့နော်ဒါပေမဲ့တချို့ကြတော့လည်းပဲသူတို့ရဲ့စိတ်ထိခိုက်စရာပြင်းပြင်းထန်ထန်ကြုံခဲ့ရတာရှိတယ်ပေါ့နော်ဒါတွေကတော့လူတွေကဘဝမှာလုံးဝမကြုံဘူးလို့ပြောလို့မရဘူးဒါပေမဲ့ကြုံတွေ့ရတဲ့သူတွေနဲ့တွေ့ခဲ့တယ်ဆိုရင်ကိုယ့်ဘက်ကနေသူတို့ကို supportive ဖြစ်ဖို့လိုတယ်ပေါ့နော်ဒါဆိုကိုကဟို သူတို့ရဲ့စိတ်ပြန်ပြီးတော့အဆင်ပြေလာဖို့အတွက်လုပ်ပေးတယ်ပေါ့ဒါရဲ့မိသားစုတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုချစ်ရတဲ့သူတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုနဲ့မသိပေမဲ့ကိုလှမ်းပြီးတော့အားပေးလို့ရရရှိတယ်ပေါ့နော်ဆိုတော့အဓိက social media ရှိနေတဲ့ခါကျတော့လောင်းလို့အားလုံးနဲ့ရင်းနှီးနေစရာမလိုဒါပေမဲ့သိနေတယ်ပေါ့နော်ဆိုတော့ဒါရဲ့ကောင်းကျိုးကလည်းတစ်ခုရှိတယ်ဒါပေမဲ့ကိုအရေးကြီးတာအဲ့လိုမျိုးကိုပြောလိုက်တဲ့အရာကိုအားလုံးသိနေတဲ့နေရာတစ်ခုမှပြောရတဲ့ခါမှာဟိုကိုရဲ့ဆိုလိုရင်းကိုရဲ့စကားသူများရဲ့စိတ်ကိုမထိခိုက်ဖို့အရန်အရေးကြီးတယ်ပေါ့နော်ဟိုတော့ကခစ်တရားကျတော့လောင်းတော့အချင်းချင်းတွေ့ရင်တွေ့တဲ့လောက်ပဲစကားပြောလို့ရအခုကျကိုပြောလိုက်တဲ့ ဲ့စကားကိုနဲ့မသိတဲ့သူစီလည်းရောက်တယ်ကိုနဲ့သိတဲ့သူစီလည်းရောက်တဲ့အတွက်နံပါတ်1ကကောင်းတဲ့စကားလေးပို့ပြီးတော့ပြောဖို့လောင်းဝတိုက်တွန်းချင်တာပေါ့နော်ဆိုတော့အခက်ခဲတွေမပြေလည်တာတွေကလူတိုင်းရဲ့ဘဝမှာရှိတယ်ဒါပေမဲ့လောင်းတို့မြင်တွေ့နေရတဲ့ကြားနေရတဲ့စကားလေးတွေကပို့ပြီးတော့ချိုးတာရယ်စိတ်ကပို့အဆင်ပြေရပေါ့နော်ဆိုတော့ကောင်းနေတဲ့အချိန်မှာကိုယ့်ကိုစကားကြမ်းကြမ်းပြောလိုက်လို့ရှိရင်ကိုယ်ကစိတ်ကမတက်မသားဖြစ်တယ်ဘလို့အခက်ခဲတွေကြုံနေသည်ဖြစ်စေနွန်းနွန်းထွေးထွေးနဲ့ကိုယ့်ကိုစကားလာပြောရယ်ဆိုလို့ရှိရင်စိတ်ကပြန်အေးချမ်းတယ်ပေါ့နော်ဆိုတော့လူတွေကပထမဆုံးကတော့လောင်းကကောင်းတဲ့စကားလေးတွေပို့ပြီးတော့ပြောစီချင်တာကောင်းတဲ့စကားဆိုတာ မျိုးကဟိုပြောလို့ကောင်းတဲ့အရာပြောတာမဟုတ်ဘူးနားထောင်ရတဲ့သူတွေရောပြောလိုက်တဲ့သူတွေရောအစိတ်တောက်မဖြစ်တဲ့စကားမျိုးပေါ့နော်နားထောင်လိုက်ရတဲ့အခါသူ့ရဲ့စိတ်လည်းလုံခြုံမှုရှိတယ်ဆိုတဲ့အရာမျိုးလေးပြောစီချင်တာပေါ့နော် အဲနောက်တစ်ခုကကြာတော့အပြုတ်မှုပေါ့နော်ဆိုတော့ဒါတွေကလည်းနောက်ပိုင်း mental health tips တွေထဲမှာလောင်းလိုက်ပြီးတွေ့တဲ့အခါတချို့တွေ့ရတဲ့အချက်လေး၃လေးချက်ကိုပြောချင်တာပေါ့နော်နောက်တစ်ခုကကြာတို့ရဲ့ဒီအာလူမှုရေးပိုင်းဆိုင်ရာမလုံခြုံတဲ့စိတ်တချို့မှာရှိတယ်ပေါ့နော်တချို့ကတော့တို့ရဲ့ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကြောင့်မို့တခုခုတွေ့လန့်တာမျိုးတွေဒီစကားကိုမကြားနိုင်တာမျိုးတွေဒါမျိုးတွေရှိတယ်ပေါ့နော်အဲဒီကြောင့်လို့ရှိရင်ကိုကတို့ကိုလူမှုရေးအဖြစ် လုံခြုံမှုနှွေးထွေးမှုပေးဖို့လိုတယ်တဲ့ဆိုလိုချင်တာတချို့တွေကတခုခုကြုံတွေ့ရတဲ့အခါမှာဒီဟာကိုလုံးဝပြန်ပြီးတော့မပြောချင်ကြရှိတယ်အဲ့ဒီမှာကိုကဘယ်လိုမျိုးထင်တတ်လဲဆိုတော့အော် तू ကဒါကြီးကိုမြုံထားလို့ တကယ်တော့ကိုဖွင့်ပြီးပြောလိုက်လို့ရှိရင်ဒါကိုယင်သွားမယ်လို့တချို့ကထင်တယ်ဒါပေမဲ့တယောက်နဲ့တယောက်မတူဘူးပေါ့တချို့ကျတော့ဒီလိုဖွင့်ပြောလိုက်လို့တတ်တာရတူရှိတယ်တချို့ကလုံးဝမေ့ထားရင်းနဲ့မှပျောက်သွားအရာမျိုးရှိရဆိုပေါ်လိုက်လို့ဖြစ်တတ်တယ်မှဟုတ်တယ်အဲ့အိမ်မှာသူကကိုပြောလိုက်တဲ့အပြုတ်မှုကိုပြလိုက်တဲ့ပစ္စည်းဒါမှမဟုတ်ကိုဆိုလိုလိုက်တဲ့အကြောင်းတွေကသူ့ကိုထိခိုက်စေတဲ့အရာမျိုးမဖြစ်ဖို့လိုရဲပေါ့နော်ဒါကကိုမူရအားဖြစ်ရောနှုတ်မူရအားဖြစ်ကောအရေးကြီးတယ်ပေါ့နော်နောက်ပြီးတော့တယောက်တည်းမထားဖို့ပါတဲ့ဆိုတော့တော်တော်များများသောစိတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဒီတယောက်တည်းနေရလို့ဖြစ်တာ ဲ့လိုတယောက်တည်းနေရလို့ဖြစ်တယ်လို့ပြောလိုက်လို့ရှိရင်တချို့ကလူအုပ်ကြီးနဲ့နေတဲ့သူတွေစိတ်ထမကြအောင်လို့ထင်ကြအောင်ပေါ့နော်။ဆိုတော့အော်သူကလူတွေအများကြီးနဲ့နေတယ်ဆိုအဲ့လိုမဟုတ်ဘူး။လူရမ်းများပဲမဲ့ကိုယ့်ရဲ့ကောင်းကျိုးကိုလူလာရတဲ့သူမရှိရင်အဲ့ပောင်ဝင်ချင်အထီးကျန်။တယောက်နှစ်ယောက်ပဲရှိပြီမဲ့ဒီတယောက်ကကိုယ့်အတန်းရောစင်ရှိတယ်။ကောင်းစီခြင်းနဲ့စိတ်ရှိရဆိုရင်အနေကအထီးမကျအောင်ပေါ့နော်။အဲ့တော့လောကမိသားစုတွေမဲ့ဖြစ်စေကိုယ့်ပောင်ဝင်ချင်မဲ့ဖြစ်စေဟိုအထီးကျန်မှုကိုပေးတဲ့အပြုတ်မှုမျိုးမလုပ်စေချင်ဘူးပေါ့နော်။ဖယ်ထားတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ဟိုသူ့ကိုအေးစိနေပါစေသူ့ကြီးကကိုယ်နဲ့တွေ့စိတ်ညစ်နေမဲ့တယောက်တည်းနေပါစေထားရင်းနဲ့သူက ပိုဆိုးသွားတတ်တယ်ဆိုတော့အမြဲတမ်းသူတို့အထီးကျန်အောင်မထားဖို့လည်းလိုပါတယ်တဲ့ဆိုတော့ဒါကသုံးချက်ပေါ့နော်စကားရယ်ကိုယ့်ရဲ့လူမှုရေးပိုင်းဆိုင်ရာလုံခြုံမှုပေးဖို့ရယ်နောက်ပြီးအထီးမကျန်ပိုရယ်ပေါ့နော်အဲ့ဒီမှာဒီနောက်ထပ်နောက်ဆုံးတစ်ခုကကြာတော့အရန်ကြီးထိန်းချုပ်ဖို့မကြိုးစားတာပေါ့ဒါကတော့ trauma နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အခက်အခဲကြီးကြုံတွေ့ဘူးတဲ့သူရောနောက်ပြီးကိုကိုယ်တိုင်လည်းဒါမျိုးရှိတတ်တယ်ဟိုကိုပြန်နားမထောင်ခြင်းတဲ့ကိစ္စဆိုတာလည်းလူတိုင်းမှာရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုအရာတွေကိုကိုယ်အတင်းထိန်းချုပ်ဖို့ကြိုးစားတာမကောင်းဘူးတဲ့ဒါပေမဲ့အဲ့ဒါဘယ်မှာဖြစ်တတ်လဲဆိုတော့လောက parenting မှာဆိုရင်ဥမာအထက်နဲ့အောက်ပေါ့နော် relationship တစ်ခုပေါ့အဲ့ကြောင့်လို့ရှိရင်လူကြီးတွေကဒီကလေးရဲ့ဒါမှမဟုတ်ဒီလူငယ်ခံစားချက်ကိုတတ်တာစေကျွန်တော်တို့အပေါ်ကနေဖိပြီးတော့အထင်းချုပ်လိုက်တာအဲဒီလိုပဲနေအဲ့ဒါမှမတွေးနဲ့အထောက်အဲ့လူတော့မတွေးနဲ့ဘာလုပ်တယ်ညာဆိုအဲ့ခါကျတော့တချို့ကအဲ့ဒီဖိအားကြောင့်ပိုပြီး stress ဖြစ်တာပေါ့ကိုကြုံရတဲ့အရာပြင်ကိုအားကိုရတဲ့သူကကို့ပေါ်အရန်ဖိနေတယ်လို့ခံစားရတဲ့အခါမှာသူကပိုပြီးတော့ထိခိုက်စေအဲ့တော့တို့ကိုပိုပြီးတော့စိတ်ကိုပြန်ပြီးတော့လန်းလန်းဆန်းဆန်းဖြစ်စေချင်တယ်ဆိုရင်တချို့ကိစ္စဖြစ်ရမယ့်အရာဒီတိုင်းပဲမထိန်းချုပ်ပဲနဲ့ ထားတတ်ဖို့လိုတယ်ပေါ့နော်ဒါကတော့ကိုကိုတိုင်းလည်းပါတယ်ပေါ့တချို့ကိုထိန်းချုပ်လို့မရတဲ့ကိစ္စအများကြီးရှိတယ်အဲ့ကြောင့်လို့ရှိရင်အတင်းထိန်းချုပ်နေတဲ့အတွက်အဲ့ဒီကိုတုံးသွားတဲ့ energy ကကိုယ်ပို့ပြီး negative ဖြစ်စေရဲဆိုတော့တချို့ຢာတွေကိုလည်းဟိုသူ့ရဲ့သဘောတဘာဝလေးအတိုင်းမဲနဲ့စိတ်ကိုလက်ခံတောင်းထားဖို့ပေါ့နော်ဆိုတော့ဒီလေးချက်ကတော့အခုနောက်ပိုင်း mental health တွေမှာဟိုဖြစ်နေတဲ့ຢာတွေတို့အခြေအနေတွေအမျိုးမျိုးအခြေအနေတွေကြုံတွေ့ရတဲ့အခါမှာဟိုကိုယ်စိတ်ကို ဖြစ်တော့ဖြစ်သွားမယ်ဒါပေမဲ့ပြန်လဲပြီးတော့တိဆောက်ဖို့အတွက်လူတွေတတန်းကြံနေသေးတဲ့အချိန်မှာပြန်တိဆောက်ရတာရှိတယ်ဆိုတော့အဲ့ဒီဘိုင်းမှာဟိုကိုယ့်ရဲ့စိတ်ကိုမှန်ကန်တဲ့နည်းနဲ့ပြန်ပြီးတော့တိဆောက်နိုင်ဖို့ပေါ့နော်နောက်ဖတ်ထားရတဲ့ဟာလေးပြန် sharing လုပ်တာပါဟုတ်ကဲ့ပါနားထောင်ရတာတကယ်အထိပ္ပယ်ရှိရယ်ပြီးတော့အတွေ့အလဲအများကြီးရတယ်လို့ထင်ပြန်မှာတကယ်တော့ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့ဒီလိုကာလတွေမှာဆိုတော့တို့တွေကကိုကိုရိုင်းရောကိုပတ်ဝန်းကျင်အသူတွေရောအားလုံးပို့ပြီးတော့နွန်းနွန်းထွေးထွေးနဲ့နေဖို့စိတ်ဆန္ဒတွေကအခုချိန်မှာပို့ပြီးတော့အမှန်ပို့မြင်လာတယ်ပေါ့နော်အဲ့ခါကျတော့အကောင်လုံးရဲ့စိတ်ထဲမှာလည်းဒီလိုရှိမြဲထင်ပါတယ်ဟို ဟိုကိုကကိုတိုင်းဒီအခက်ခဲတွေကိုခံစားခဲ့ရရင်တော့၎င်းဒါမှမဟုတ်လို့ရှိရင်ကိုပတ်ဝန်းကျင်အတူတူအတွက်ကိုကနှစ်သိပ်ပြီးချင်းလာဒါပေမဲ့ကိုရဲ့စကားတခွန်အပြုတ်မှုတစ်ခုကနှစ်သိပ်ရမရောက်ဖဲနဲ့ကိုကပို့ပြီးတော့နာကျင်စီတာလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ဒီအချက်လေးတွေဆိုတော့ကိုကိုတိုင်းအရင်ဆုံးစမ်းစစ်ရပါမယ်စမ်းစစ်ပြီးတော့မှကိုချစ်တဲ့သူတွေကိုသိတဲ့သူကမသိတဲ့သူတွေအားလုံးပို့ပြီးတော့နှွေထွေးသွားအောင်စိတ်လေးခဏဖြစ်ဖြစ်အေးချမ်းသွားအောင်ပေါ့နော်တို့တွေဘယ်လိုပုံစံမျိုးနဲ့အကူအညီပေးရမလဲနီးလမ်းမှန်ကန်မှုကတော်တော်အရေးကြီးပါတယ်ဟုတ်တယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာကလေတော်တော်လေးကိုသူကလေပြန်လဲ းနလန်ထူဖို့อ่ะလေအဲ့ဒီအရန်တက်ရောက်မှုရှိတယ်ပေါ့နော်ဟိုစိတ်ထောင်းလို့ကိုကြည်ဆိုလို့ပဲပေါ့နော်ကျမ်းမာကြီးပါထိခိုက်လာတယ်သူကအဆက်အကုန်လုံးဆက်ဆက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးအားဖြစ်တော်လကောင်မိသားစုဝင်ပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေအပေါင်းအသင်းတွေကနေပြီးတော့လေအဲ့လိုစိတ်ပိုင်းဆိုင်ရာအားဖြစ်ဖြစ်နေတဲ့သူတွေဒီလိုမျိုးပေါ့နော်ဟိုသူစိတ်တက်ကြနေတာလားသူအရန်အထီးကျန်နေတာလားအဲ့ဒါကိုလေ ိတယ်ဆိုရင်ဟိုခုနလာဝင်ပြောသူတတိတတန်နဲ့ထားတာမျိုးမဟုတ်ဘူးနကိုဘက်ကဘာလှုပ်ပေးလို့ရလဲဆိုတာလေးကိုတော့လေဒီလိုနီလန်းလေးနေပြန်ပြီးတော့ချိန်ပြီးတော့လှုပ်ပေးတယ်လို့ထင်တယ်ဒါအရေးကြီးတယ်နော်အဓိကသူနဲ့ဒုက္ခနှစ်ယောက်တည်းမဟုတ်ဘူးပေါ့နော်ကျန်တဲ့သူတွေလည်းရှိသေးတယ်ဆိုရင်အတွေ့အကြုံဦးစားပေးစေချင်တာဟုတ်တယ်တယ်နော်အရင် close ဖြစ်လို့လည်းမရအောင်ဒီလိုနေတာတခုမှအရင်အော်သူတယောက်တည်းနေပါသေးဆိုပြီးလွတ်ထားလို့လည်းမရအောင်အချိန်လေးအဲ့ဒီမှာချိန်ကြီးကယူဆိုင်ပေးရလေးကွာနွေထွေးမှုဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ပြောဟိုဘယ်လိုခေါမလဲ မှားမှလည်းစိုးရိမ်နေဆိုပေမဲ့အဓိကကိုယ့်ရင်ထဲစိတ်ရင်းလာတဲ့စေတနာတစ်ခုနဲ့ကိုချစ်တဲ့သူတွေပြီးတော့ကိုနှွေးထွေးစေချင်တဲ့သူတွေကိုစောင့်ရှောက်ပေးမယ်ဆိုရင်တော့အဲတထောင်တတ်တာလေးဖြစ်လာမယ်လို့တော့တွေးမိပါတယ်เนาะဟုတ်တယ်ဟုတ်တယ်အဲ့လိုဖြစ်လာတဲ့သူတယောက်တွေ့ရဆိုရင်လည်းလေအစဉ်ဆိုရင်လည်းအဲ့လိုပဲခုနလာမုန်းပြောသလိုလေကိုအတွေ့အကြုံရဆိုရင်အဲ့လိုသူဖြစ်နေတဲ့ပြဿနာကိုတော်တော်ပြီးတော့အစဖော်နေမဲ့အစပေါ့เนาะသူ့ကိုဂယူးဆိုင်ပေးတာအဲတဲ့မှာထမင်းစားချိန်ဆိုလဲထမင်းစားမလားဘာစားပြီးပြီလဲဘိုက်စားနေလားအဲ့လိုမျိုးတော့ပဲဂယူးဆိုင်ပေးသူ ရင်ဖွင့်ချင်တဲ့အချိန်ထိစောင့်ပေးလိုက်တယ်။ဆိုတော့ကိုက तू ကရင်မဖွင့်သေးဘူး။ကိုကသွားပြီးတော့အဲ့ဟာကိုဒီအဲ့အဲ့လမ်းကြောင်းစနေတာမျိုးတွေသွားသွားပြီးအစဖော်နေမယ်ဆိုရင် तू ပို့ပြီးတော့နာကျင်ပါဆိုလို့လေ။အဲ့တော့ဘေးနားနေပြီးတော့ကိုတက်နိုင်သလောက်ပေါ့နော်။အဲ့လိုမျိုးလေးဂီယူဆိုင်ပြီးပြောပြီးနောက်ဆုံးကျရင် तू ရင်ဖွင့်လာတာပဲ။အဲ့ခါကျမှ तू ကအော်ဒီလူကငါငါ့ကိုဂီယူဆိုင်ပါလား။ငါယုံကြည်ရပါလားဆိုပြီးတော့ရင်ဖွင့်တဲ့အချိန်မျိုးစောင့်လိုက်တယ်။အဲ့တော့ဇင်းအတွေ့အကြုံရပေါ့နော်။အဲ့ဒါလေးရတော့ အဲ့လူတယောက်ကိုကိုကတကယ်ချစ်လို့ရှိရင်တဲ့သူဖြစ်ခဲ့တာကိုပြောမှထက်သူဖြစ်ရမယ့်အရာကိုပဲဆက်ပြီးလုပ်ပေးသွားတာအဲ့အချစ်ပေါ့နော်ဆိုတော့ဒါလည်းမေတ္တာတရားပေါ့ဆိုတော့ဒါလေးကိုလည်းလောင်းတော့ဒါအစီအစဉ်လေးကျင်းနေပြန်ပြီးအားလုံးကတည်ပြီးသားပါဟိုပြန်ပြီးတော့လှုပ်ဖြစ်ဖို့ပဲလိုရဆိုတော့ပြန်ပြီးတိုက်တွန်းလိုက်ပါတယ်ဟုတ်ကဲ့ပါရှင်မီလန်မားမားစိတ်ပူနေအခုလောင်းပြောတော့အမှန်ကိုသိတာပဲဆိုတော့နော်အဲ့ဒါဆိုတော့ တချင်းလေးတတိယပါသူပြောတာလေးပဲတွေ့ရင်ကျင်းနေတယ်ဟုတ်တယ်ဟုတ်တယ်ကိုပတ်ဝန်းကျင်မှာတစ်ခါလေးကြားလို့ရှိရင်အเจ้าညာဟိုတိတိမမမမဟုတ်ဘူးရင်ထဲမှာနာကျင်နေရတဲ့လူမှုရေးကိစ္စတွေရောအများကြီးရှိနိုင်တယ်ကွာအဲ့တော့အဲ့လိုအချိန်မျိုးမှာကိစ္စတိတိမမမဟုတ်ဘူးအမြင်နဲ့အတွက်ကိုချစ်တဲ့သူတွေကိုပတ်ဝန်းကျင်ရသူတွေကိုစောင့်ရှောက်ဖို့အတွက် အဲကိုကဖေးမဖို့အတွက်နီလန်မှန်နေမှလို့မှန်နေဖို့နော်မှန်နေဖို့ကအရေးကြီးရယ်ဆိုတော့အခုလောင်းစီကနေပြောနီလန်လေးတည်တာပါဘူးဟုတ်တယ်အဲ့နီလန်တည်ထားရမယ်ဆိုတော့ဇင်တို့ဇင်လဲအဲ့လိုပဲဟိုဒီအဲ့ တော်တော်များစကားတွေပါပြောတဲ့အခါကျရင်မပြောတတ်တဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့ပြောလိုက်တဲ့စကားသူ့အတွက်နာကျင်သွားမလားသူ့အတွက်ပိုဆိုးသွားမလားဆိုတာတခါလေကြာရင်မသိဘူးပေါ့နော်ကိုကတော့လှုပ်ခနဲ့ပြောလိုက်တာပဲတစ်ဖက်သူထိခိုက်သွားမလားဆိုတာကိုမတွေးလိုက်မိဘူးပေါ့နော်အဲ့အဲ့အမျိုးဖြစ်တတ်တယ်ဆိုတော့အခုဒီနီလန်းလေးတွေကတကယ်ကိုအရေးကြီးတယ်ဒီ tips တွေကသိထားတဲ့နော်ဟုတ်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါကဲအဲ့တော့ဇင်တို့နောက်ထပ်အစီအစဉ်မှာပြည်သက်တွေအားလုံးအတွက်ကိုချစ်ချက်အစီအစဉ်တက်ဆက်ပြီးမှာဖြစ်ပါတယ်ရှင်။